ရေဒါချအားလုံးပဲမင်္ဂလာပါရှင်မန္တလေးခေတ်တမပြန်လဲကျွဆွန်လိုက်ပါရှင်ကျမတို့ channel လေးကနေနေ့စဉ်ပြည်တွင်းပြပသတင်းများတော်လိုက်သတင်းများနဲ့နောက်ဆုံးရသတင်းများကိုအချိန်နဲ့တပြည့်ညစာတိတ်တိတ်ဆက်ပေးတော့မှာဖြစ်ပါရှင်ရှကပရမောစွာစာတိတ်တိတ်ဆက်ပေးမယ့်သတင်းကြောင့်လည်းကတော့ကြိုက်ချုံမြွနဲ့မှာရှိတဲ့ဂျီရွာများကိုစစ်တပ်ကတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲဒရုန်းများဖြင့်ပုံကျက်တိုက်ခတ်မှုပြည်သူတို့ချို့ထိခိုက်ဒဏ်ရာရှိခဲ့ပြီးနေအိမ်နဲ့အဆိုင်ခင်များပျက်စီးသွားခဲ့တဲ့ဆိုတဲ့သတင်းလေးပဲဖြစ်ပါရှင် မွန်ပြည်နယ်ချိုင်းထုံမြို့နယ်မှာရှိတဲ့ပြည်သူများနေထိုင်ခဲ့တဲ့ကျေးရွာများကိုအကြံဖက်စစ်တပ်ကဒရုန်ဖြင့်အပုံကျဲတိုက်ခတ်ခဲ့ကြောင်း KNU ဗဟိုကပြောဆိုထားဖြစ်ပါရယ်မတ်လတရက်နေ့မွန်နယ်တနင်္လာ30မိနစ်ခန့်ကနေစတင်ပြီးချိုင်းထုံမြို့နယ်ပြင်ကရုံတုံကျေးရွာအုပ်စုပြင်ကရုံကုန်းတုတ်တန်နယ်ဧကတရာကျော်နေရာများကိုကွာလီရေကန်ကုန်းစစ်တပ်ဒရုန်တပ်ဖွဲ့ကပုံတီချလုံးကျဲချတိုက်ခတ်ခဲ့ကြောင်းသိရှိရပါရယ် ရင်းနေတွင်အကြံပေးစကောင်းစစ်တရဲအမှတ်330အမြောက်တက်ကလက်လက်ကြီးစံတို့ပြစ်ခတ်ခဲ့ကြောင်းထို့ပြင်အမှတ်40ချင်းမြတ်တမဌာနချုပ်လက်အောင်ရှိအမှတ်200နဲ့ခွန်ချင်းမြတ်တရင်ကလည်းလက်လက်ကြီးရှစ်လုံးပြစ်ခတ်မှုကြောင်းကြိုက်သူမျိုးနဲ့အတွင်တို့ကြောက်ရောက်ပောက်ကွယ်မှုများရှိခဲ့ကြောင်းသိရှိရပါသည်။အဆိုပါဘုံကျဲတက်ခတ်မှုအတွင်မှာပြင်ကရုံကုံအုပ်စုပြင်ကရုံကုံရွာမှာနေအိမ်တစ်လုံးတုတ်တန်အုပ်ကူများနဲ့ဆိုင်ပြုပင်များထိခိုက်ပျက်စီးပြီးကြိုက်သူမျိုးနဲ့ခရဲကြီးနဲ့အုပ်စုစစ်ကွင်းရွာမုတ်ခမောက်ရွာတုံ ၃ခွာရွာအနောက်ဖက်ခြမ်းတွင်အရက်သားပိတူစိုက်ပျိုးပင်များထိခိုက်ပျက်စီးခဲ့ကြောင်းသိရှိရပါသည်ကျုပ်ပြင်မဆရာ၄ရက်နေမှာမဆရာ၆ရက်နေအထိအကြံပေးဆက်တကလေးချောင်းတက်ခတ်မှုနဲ့လက်နဲ့ချီအမြောက်များပြစ်ခတ်မှုများကြောင့်အယတပီသူများထိတ်လန့်ကြောက်ရွံ့ကပီသူများထိခိုက်မှုရှိပြီးအယတပီသူများရဲ့လုံရန်ခွင်တွေတွင်စိုက်ပျိုးပင်အများပြားထိခိုက်ပျက်စီးမှုအများပြားရှိခဲ့ကြောင်းသိရှိရပါသည်။ ဆက်လက်ပြီးတော့ထိုင်းမြန်မာနယ်စပ်အမတ်နေ့ချစ်ချင်ရေးတရအနေရှိထိုင်းအခွန်ကောက်ဦးစီထဏာကတိုင်စီထားတဲ့ကားကိုတော်မီလောင်မှုကားစီရေ200ကျော်မီလောင်ပြည့်စင်ပြီးကားအများစုမှမြန်မာဘက်သို့ပို့ရန်ပြင်ဆင်ဖန်ဆင်းထားတဲ့ကားများဖြစ်နေတဲ့ဆိုတဲ့တင်ကိုတင်ဆက်ပေးမှာဖြစ်ပါရှင်။ထိုင်းနိုင်ငံမဲဆောက်မြို့ထိုင်းမြန်မာနယ်စပ်အမတ်နေ့ချစ်ချင်ရေးတရအနေရှိထိုင်းအခွန်ကောက်ဦးစီထဏာကတိုင်စီထားတဲ့ကားကိုတော်မီလောင်မှု ကားစီရနေရကြောင်းမီးလောင်ပြန်စစ်ထွက်ခဲ့ကြောင်းထိုင်းတရင်များနဲ့မဲဆောက်တွင်နေထိုင်ခဲ့တဲ့မြန်မာတချို့ကပြောဆိုထားဖြစ်ပါရယ်။ရမန်နေမတ်စတာ၁၈ရက်နေ့ည9:30မိနစ်ဝန်းကျင်အထိမှာထိုင်းမြန်မာနယ်စပ်မဲဆောက်မြို့အမန်နေချစ်ချီရတနာနေရှင်ထိုင်းအခွင့်ကောက်ဦးစီဌာနကတည်ဆစ်ထားတဲ့ဂျပန်ကတူတော်ရုပ်တွင်မီးစတင်လောင်ကြောင်းခဲ့ကြောင်းမီးလောင်မှုကြောင့်ရင်းအစည်းရနေရကြောင်းမီးလောင်ပြန်စစ်ခဲ့ကြောင်းသိရှိရပါရယ်။ မီးလောင်တာကလနာရီလောက်ကြာပါတယ်တမျိုးလုံးမီးတက်ကားတွေတွားနေတာပဲမီးတောက်တွေပါမြင်နေရပါတယ်မြန်မာဘက်ကိုပို့မဲ့ကားတွေကိုဖမ်းဆီးထားတဲ့ကားကိုတော့မြုပ်လို့ပြောပါတယ်ဘာကြောင့်မီးလောင်တယ်လဲဆိုတော့မသိရသေးဘူးလို့မယ်ဆောင်မြို့တွေနေထိုင်ခဲ့တဲ့နေဆက်ကုန်းတတူကပြောဆိုထားဖြစ်ပါတယ် ကရင်ပြည်နယ်ထိုင်းမြန်မာနယ်စပ်မြောက်ရင်းမြို့နယ်တွင်ထိုင်းနိုင်ငံမှအတင်းတွင်းခဲ့တဲ့ဂျပန်ကားတပတ်ရစ်မြောက်ကိုသာအတိအကအသုံးပြုကြပြီးကားများနဲ့ကားပိုပစ္စည်းများမှာထိုင်းနိုင်ငံမှာမြန်မာဖက်အချမ်းမြောက်ရင်းမြို့ဖက်သို့ဇင်းနုတ်တသားစွာဖြင့်ဝင်ရောက်လျက်ရှိနေခဲ့ကြောင်းယခုမီးလောင်မှုကြောင့်နယ်စပ်ကားစည်းကွက်နဲ့ကားပိုပစ္စည်းစည်းကွက်ကိုမထိခိုက်နိုင်ကြောင်းနယ်စပ်ကုပ္ပတ္တကဆိုထားဖြစ်ပါရယ် ဘီဂျီယာဂိတ်တွေကနေကားတွေနဲ့ကားပုံပစ္စည်းတွေကဝင်နေတာပဲအခုမီးလောင်တဲ့နေရာကထိုင်းကဖန်စီတင်စစ်ထားတဲ့ဂိုဒေါင်ယုံမီးလောင်တာအဲ့ဒီကားတွေကဈေးကွက်ထဲဝင်မဲ့ကားတွေမဟုတ်ပါဘူးဒါပေမဲ့မြန်မာဘက်ကိုပို့ဖို့လုပ်နေတော့ဖန်စီခံခဲ့ရတဲ့ကားတွေအများစုပါပါတယ်မုခေတွေနဲ့ဆင်ရွယ်ပြီးတင်စစ်ခံရတဲ့ကားတွေလည်းပါပါတယ်ကားနဲ့အပုပ်ပစ္စည်းဈေးကွက်ကတော့မတိခိုင်းနိုင်ပါဘူးဟိုနက်ဆက်ကုတ်တွေကရှင်းပြထားဖြစ်ပါတယ် ဆက်လက်ပြီးတော့ကျောဆွတ်တွင်စစ်တင်မော့အုပ်စုတက်ခတ်ခံရပြန်တော့ဒဏ်ရရှိခဲ့တဲ့ရေတပ်သားနှစ်ဦးကိုမြိတ်တို့ပို့ဆောင်နေစဉ်လမ်းခင်း၌တေဆုပ်ခဲ့တဲ့ဆိုတဲ့တင်ကိုတင်ဆက်ပေးမှဖြစ်ပါရှင့် တနင်္လာရီတိုင်းကျောစုမြို့နယ်တွင်စစ်တင်မအုပ်စုတိုက်ခိုက်ခံရပြီးနောက်ဒဏ်ရာရှိခဲ့တဲ့အေးသက်သားအုပ်ကိုမြိတ်တို့ပို့ဆောင်စဉ်လမ်းခေ၌တည်ဆုံခဲ့ကြောင်းကျောစုမြို့နယ်ပြည်သူ့ကော်ရဲအဖွဲ့မှတာဝန်ရှိသူတို့ကရန်ကုန်ခေတ္တတင်ဌာနထံသို့ပြောဆိုထားဖြစ်ပါရယ်မတ်လ17ရက်နေ့တွင်ကျောစုမြို့နယ်မိုင်းကွင်းကြီးရုံ၌ရှော့တော်မော်ကြီးရုံအဖက်မှတင်လာခဲ့တဲ့အကြံဖက်စစ်တပ်ရဲ့အေးသက်မှာတရက်နဲ့သစနေစစ်တင်မအပဝင်တင်မနှစီဆက်နေနှစီဖိုင်ဘာလင်းရဲ့၃စီပါဝင်ခဲ့တဲ့အုပ်စုကိုတော်လိုင်းတပ်ဖွဲ့များက ဝန်တောင်ကျင်းအနီးတွင်ကြားပြတ်တိုက်ခဲ့ကြကြောင်းသိရှိရပါသည်။ရှင်တိုက်ခိုက်မှုဖြစ်ပွားခဲ့ပြီးနောက်တိုက်ပွဲအတွင်မှာထိခိုက်ဒဏ်ရာရှိခဲ့တဲ့ရေးသမတ်တပ်သားတို့ကိုအကြံဖတ်စစ်ကောင်စီတပ်သားများကစက်နှစ်ဖြင့်ခိုးထုတ်ပြီးတော့မြေမြုပ်ဖက်ကိုပို့ဆောင်စေလှန်ခေးလိုက်တေဆုပ်ခဲ့ခြင်းဖြစ်ကြောင်းသိရှိရပါသည်။ဒီကောင်တွေကတူရဖက်ကထိထားတော့ကိုပီတူတွေတိမောင်းဆိုးလို့ဆက်လီနဲ့မြစ်ကိုခိုးပြီးတော့ပို့တာလမ်းမှာတည်သွားတယ်လို့အသိရပါတယ်ဟိုကျွန်းစုမြို့နယ်ဗီဒိုကောက်ကွေးအဖွဲ့မှာတာဝန်ရှိသူတွေကပြောဆိုထားဖြစ်ပါတယ် အဆိုပါတိုက်ခတ်မှုကိုတော့ဂျွန်ဆွန်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့မှတော်လိုင်းရဲဘော်များကလှုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီးမိနစ်အနည်းငယ်ခန့်အပြန်အလှန်ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက်တော်လိုင်းရဲဘော်များအထိခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရှိရပါတယ်ဆလဲပြီးတော့ရေစကြိုမြို့နယ်ငတ်တရော်ရွာကိုစစ်တကစီနေမီရှုဖြစ်စေခဲ့ပြီးပြစ်ကတ်တိုက်ခိုက်မှုရွာလုံးကျွပြည်သူများချက်ပြေးနေရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးမှာဖြစ်ပါရှင့် မကွေတိုင်းရေစကြိုမြို့နယ်ငတရောရွာကိုအကြံပေးစစ်တပ်ကစီနီမီရှုခတ်ပြီးပြည်သူများကိုလက်နေကြီးလက်နေငယ်များဖြင့်အလန့်လန့်ပြစ်ခတ်နေ၍ရွာလုံးကျွတ်ထွက်ပြေးနေရကြောင်းရေစကြိုတောင်ရှစ် info committee မှတာဝန်ရှိသူတို့ကရန်ကုန်ခေတ္တတန်ထဏထဏတို့ပြောဆိုထားဖြစ်ပါတယ်။ ယနေ့နနေ6:30မိနစ်ခန့်မှနေစတင်ပြီးငတ်တရော်ရွာကိုအကျံပဲစကောင်းစစ်တပ်သားများကဝင်းရောက်စီးနှင်းပြီးကျေးရွာအတွင်းနေအိမ်များကိုမိရှုဖျက်ဆီးကရွာထဲမှာထွက်ပြေးသွားခဲ့တဲ့ပြည်သူများကိုလည်းနှစ်နဲ့ချင်းနဲ့နဲ့ငများဖြင့်လက်လက်ပြစ်ခတ်နေခြင်းဖြစ်ကြောင်းရွာလုံးကျွတ်ထွက်ပြေးတိတ်ရှောင်နေရကြောင်းသိရပါသည်။ အကြံပေးစကောင်စီတပ်သားများဟာငတ်တရရအပအဝင်အနီးနားချစ်ကျွေးရများကိုပါရန်တပစ်ခန့်တဲ့အချိန်ကြောင့်လက်ရှိအချိန်တွင်ငတ်တရရအနီးနားပေါင်းချစ်ရှိကျွေးရများမှာအထောင်နဲ့ချစ်ရပြီးကများလဲဘေးလွတ်ရာထွက်ပြေးသင်ရှောင်းရကြောင်းတရှိရပါတယ်။ထို့တော့အကြံပေးစကောင်စီတပ်သားများရဲ့အရန်တပစ်ခန့်မှုကြောင့်ပြည်သူများဟာတကွဲတများထွက်ပြေးနေရ၍ထိခိုက်သူရှိမရှိကိုတော့အသိပြုနိုင်ခြင်းမရှိတဲ့ကြောင်းတရှိရပါတယ်။ မနေ့ရဘီဆက်ကုံရွာကိုမိရှုဖျက်ဆီးခဲ့တဲ့စစ်ခွေတွေကဒီကနေ့မနေ့မှငတရွာရွာကိုလှည့်နေချင်းလက်နက်ငယ်တွေနဲ့ပြစ်ခတ်ဝင်ရောက်လာတာနေအိမ်တွေကိုမိရှုဖျက်ဆီးသွားပါတယ်မိရှုနေတော့လဲစစ်ခွေတွေကလက်နက်ငယ်တွေနဲ့မနာတပ်ကိုပြစ်နေတာစစ်ခွေစစ်ချင်းစစ်ကြောင်းကြောင့်အနီးနားပတ်ဝန်းကျင်ကျေးရွာတွေကပါထောင်ထဲချီတဲ့ပြည်သူများဥအိတ်ဆော့ခါထွက်ပြေးနေရပါတယ်ပြည်သူတွေလည်းတကွဲတပြားပြေးနေကြရတယ်ဆိုတော့အထင်ကမှုအခြေအနေတော့မသိရပါဘူးလို့ရဲစကြိုတောင်းရှစ် M4 ကော်မတီမှတာဝန်ရှိတဲ့သူကရန်ကုန်ခေတ္တတင်ဌာနချက်လို့ပြောဆိုထားဖြစ်ပါတယ် အဆိုပါအကျန်းဖက်ဆက်တဲ့စကြောင်းဟာယေစုကျိုးမြို့နယ်ရှိကြည်ရွာမြောက်ကိုစက်တိုက်မိရှုပြီးပြည်သူ၁၈ဦးကိုလည်းဖမ်းဆီးတပြတ်ထားတော့စစ်ကြောင်းများဖြစ်ကြောင်းသိရှိရပါသည်။ ဆက်လက်ပြီးတော့ဝေါ်မြွတ်နယ်တွင်ပြည်ထောင်များကိုစိန်ခေါ်ထားတဲ့ပြူစော်တိကောင်းဆောင်တဲ့အကိုဒရုန်းပြပုံကျတက်ခတ်မှုစစ်သားတို့အသေးဆုံးခဲ့တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးမှာဖြစ်ပါပါရှင်။ပဲခူးတိုင်းဝေါ်မြွတ်နယ်တွင်ပြည်ထောင်အရေးပေါ်များကိုစိန်ခေါ်ထားတဲ့ပြူစော်တိကောင်းဆောင်တဲ့အကိုဒရုန်းပြပုံကျတက်ခတ်ခဲ့ရပြီးစစ်သားတို့အသေးဆုံးခဲ့ကြောင်းဝေါ်မြွတ်နယ်ပကဖမှာတာဝန်ရှိသူတို့ကရှန်ကုန်းခေတ္တသတင်းဌာနတို့ပြောကြားထားဖြစ်ပါရှင်။ ရမန်နေမစတာဆက်ရှိရနေ့ညနေ6နာရီခန့်ကဝေါ်မြွနဲ့စစ်တောင်းမြေကန္နာလမ်းရှိလက်ပံချင်းကပြူစော်တီကောင်းဆောင်အောင်ကြီးရဲ့နေအိမ်တွင်စစ်တောင်းပြူစော်ချင်းများစုဝင်နေစဉ်ဒရုန်းဖြင့်တောင်ညိုစစ်ကြောင်းမှဒရုန်းဖြင့်ဘုံကျက်တိုက်ခတ်ခဲ့ရတွင်စစ်သားအုပ်သိဆုံးခဲ့ပြီးပြူစော်တီခွန်ဦးအပြင်ထန်တန်းရှိခဲ့ကမြစ်ကျိုးစီးအုံမှတောင်ဝင်းစီးအုပ်တို့ပို့ဆောင်ကူတတ်ထားကြသိရှိရပါသည် ပီရက်တွေကိုစင်ခေါ်ထားတဲ့အဝေါ်မြွနဲ့လက်ပံရွာကပြူစော်တိကောင်းဆောင်ရဲ့နေအိမ်အပေါ်မှာဒရုန်းပုံတိချတက်ခတ်ခံခဲ့ရတာစစ်တောင်းမြစ်ဘေးရွာမှာရှိတဲ့တူရွာကပြူစော်တိအင်အားကအတော့အတင်းဆုံးပေါ့စစ်ခွေးနှစ်ဦးသေးပါတယ်ပြူခွန်းနှစ်ဦးတော့မြစ်ကျိုးအင်စစ်ရုံကနေတောင်ဝင်စစ်ရုံကိုပို့လိုက်တယ်လို့သိရပါတယ်လို့ဝေါ်မြွနဲ့ပကဖာမှာတောင်ဝင်ရှိတဲ့သူကရန်ကုန်ခေတ္တတင်းထဏာထတ်တို့ပြောဆိုထားဖြစ်ပါတယ် ဝေါ်မြင့်နဲ့စစ်တောင်မြေကန္နာလောက်မှာရှိတဲ့ကျေးရွာများတွင်လက်ပံကျေးရွာဟာဆိုလို့ရှိရင်ပြူစောတင်အားအတောက်တင်ဆုံးကျေးရွာဖြစ်ပြီးပြူစောတင်အား30ကျော်ရှိနေခဲ့ကြောင်းပြူစောတင်ကောင်းဆောင်အောင်ကြီးဟာပြည်ရဲ့အရေးပေါ်များကိုစိန်ခေါ်ထားခဲ့တဲ့အတူတူဖြစ်ကြောင်းသိရှိရပါတယ်အကြမ်းတက်ဆက်ပေးမှုကျွန်မပဲကြားနာကိုပြောပါရှင်အပင်အောင်ဆုံအတွက်အထွေထွေကျေးဇူးတင်ရှိပါတယ်ရှင်